ပြောရမယ်။ဒီနေ့ကမရုပ်ကိုရသူထားနေပြည်သူစစ်တပ်ဖွဲ့ရဲ့ထပ်မံပြီးတော့တွဲတက်လောင်းမဲ့အမျိုးသားစစ်တီအခြေခံတပ်သားတပ်တန်းနဲ့အမှတ်စဉ်ရှင်းတဲ့အမျိုးသမီးအခြေခံအမှတ်စဉ်နဲ့တန်းတန်းစပွဲနေရဖြစ်တယ်။ရဲဘော်တို့ဟာတန်းတန်းကာလ45ရက်လုံးလုံးစာစင်ရဲ့ခြင်းဒုက္ခအလေးစင်ရဲ့ခြင်းဒုက္ခအဲဒီစင်ရဲ့ခြင်းဒုက္ခတွေနဲ့ ခံခွာချီတိုက်ဆိုတဲ့စိတ်အင်္ဂါတွေကိုလေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်တယ်။အရုပ်တင်နဲ့တက်ပြီးသွားပြီဆိုပြီးဒီကြောင့်မှသင်ကြားပေးလိုက်တဲ့သင်ခန်းစာတွေကိုမမေ့ပြီးဖို့လိုတယ်။ဒီသင်ခန်းစာတွေကမင်းတို့အသက်ရှင်နေကြဆောင်ထားရမယ့်သင်ခန်းစာတွေပဲဖြစ်တယ်။ခန်းစစ်မှာလည်းခန်းစစ်ဥပဒေတာခွာစစ်မှာလည်းခွာစစ်ဥပဒေတာတိုက်စစ်မှာလည်းတိုက်စစ်ဥပဒေတာခြေစစ်မှာလည်းခြေစစ်ဥပဒေတာလုပ်ရမယ့်အလုပ်တွေကိုဒီကျောင်းရဲ့နေပြဆရာများကမင်းတို့ကို လေးကျင့်သင်ကြားပေးလိုက်ပြီဖြစ်တယ်တို့နောင်တော်တက်လို့ရဆံမိုးဖြစ်တဲ့လေးကျင့်ရေးဒီစစ်စင်ရေးစစ်စင်ရေးဒီလေးကျင့်ရေးဆိုရင်ဆံမိုးနဲ့အရင်ဆက်လက်လေးကျင့်နေဖို့လိုသလိုဥပဒေသားတွေကိုလည်းလိုက်တာကြားဖို့လိုတယ်စေဝရီတစ်ခုချင်းစီရဲ့အချက်လက်တွေကိုလည်းနှုတ်တိုက်ရွတ်ဆိုတတ်အောင်လေးကျင့်မှလာတာကြအောင်ဒီပြည်မှာလည်းမြေပြင်အခြေအနေနဲ့အကိုက်ညီအောင်တုံးချတတ်ရမယ်။ဒါကြောင့်လေးချင်းပါလိုက်နာပါမှတ်သားပါလို့တိုက်တွန်းခြင်းလေ။ယနေ့ မြန်မာအားလုံးနိုင်ငံရဲ့အခြေအနေကိုရဲဘော်တို့အားလုံးသိရှိပြီးဖြစ်တယ်။နိုင်ငံကိုဆက်လုပ်ဆက်စည်းပြုလုပ်နေတဲ့နိုင်ငံတချို့ပြည်တွင်းကလောက်ကောင်တချို့နဲ့ KIA ပါဝင်တိုင်းရင်းသားလက်နက်ကိုပြည်ရဲ့အမြေကအကြမ်းဖက်တောင်းကျမ်းသူတွေနဲ့ပူးပေါင်းပြီးနိုင်ငံရေးအကြောင်းပြလာစုပ်ပူအောင်ကြမှုတွေပြုလုပ်နေကြတာပဲဖြစ်တယ်။နိုင်ငံရေးကိုနိုင်ငံရေးလမ်းကြောင်းပေါ်ကမတော်ပဲလက်နက်တိုင်လမ်းစဉ်နဲ့ဆောင်ရွက်ခဲ့ကြတဲ့အတွက်တိုင်းပြည်ရဲ့စီးပွားရေးပညာရေးလူမှုရေးကျန်းမာရေးနဲ့လူသားအချင်းအမြေများစွာ းဆုံးရှုံးပျက်စီးခဲ့တာကိုဝမ်းနည်းစွာငါတို့ကြုံတွေ့ခဲ့ရပြီဖြစ်တယ်။ဒါကြောင့်ငါတို့ဟာဒီနိုင်ငံရဲ့နိုင်ငံသားများဖြစ်ပြီးနိုင်ငံကိုကာဝယ်ဆောင်ရှောက်နေကြတဲ့တပ်မတော်နဲ့လက်တွဲပြီးတစ်ဖက်တစ်လမ်းကနိုင်ငံကိုဖျက်ဆီးနေတဲ့ KIA ပါဝင်တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက် PDF တောင်းရသူများကိုဝိုင်းဝန်းခြေနှုံးခြေမုံနေကြပေးခြင်းဖြစ်တယ်။ဒါပေမဲ့မင်းတို့ကိုတင်နှံဖွင့်နေတဲ့တုန်းက တိုင်းရင်းသားတိုင်းရင်းနိုင်ငံသားတိုင်းတာဝန်ဆိုတာကိုပြောခဲ့ပြီးဖြစ်တယ်။နိုင်ငံသားတိုင်းဟာနိုင်ငံကိုကာကွယ်စောင့်ရှောက်ရမယ်။ဘာတွေကိုစောင့်ရှောက်ကြရမှာလဲဆိုရင်ဘာတွေပြည်တော်စုကြီးမပြုတ်ခွဲရေးတိုင်းရင်းသားစီးပွားရေးမျိုးမပြုတ်ခွဲရေးအချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့တို့တာဝန်ရေးသုံးပါးကိုကာကွယ်စောင့်ရှောက်ကြရမှာဖြစ်တယ်။အချင်းတရားတည်ရင်ချင်းဓမ္မမိုးရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားရှစ်မျိုးကိုပေါင်းစည်းထားတဲ့135မျိုးသောလူမျိုးတို့ကိုတခုတည်းနာမအဖြစ် ်မြန်မာလို့တမတ်ခေါ်ခဲ့ကြတယ်ဒီနိုင်ငံလူမျိုးစုရှစ်စုဗမာဆိုတာကိုခေတ်ပြီးဂျန်တဲ့လူမျိုးခုနှစ်မျိုးဒီနယ်ခုနှစ်ခုတိုင်းဒေသကြီးခုနှစ်ခုတောင်ဆယ်လေးခုနဲ့ပြည်တော်စုလို့ဖွဲ့စည်းပြီးပြည်တော်စုတမရမြန်မာနိုင်ငံတို့ခေါ်တော်တမတ်ခဲ့ကြတယ်ဒီလူမျိုးရှစ်မျိုးမိမြန်မာပြည်ဆိုတဲ့ရင်ွယ်အောက်မှာတွင်းတော်ပေါက်စည်းလာတဲ့လူမျိုးတွေဖြစ်တဲ့အတွက်ရှမ်းလို့လည်းခေါ်မရဘူးရှင်းလို့လည်းခေါ်လို့မရဘူးကချင်လို့လည်းခေါ်မရဘူးဗမာလို့လည်းခေါ်မရဘူးအလားတူပဲကြားကရင်မွန်ရခိုင်လိုလည်းခေါ်မရဘူး အားလုံးကိုပေါ်ပြီးမြန်မာလို့ခေါ်မှာအတိတ်ပဲတက်ရောက်မှုရှိမြန်မာဆိုတာဒီခေတ်ဒီအခါမှာခေါ်တုံးဆွဲခဲ့တဲ့ဘဝလားမဟုတ်ဘူးတို့ပွေးပွေးလေးလက်ထက်ကလေးကခေါ်ဆိုခဲ့ဘဝလားပဲဖြစ်တယ်ဒီနိုင်ငံကိုတည်ထောင်ဒီနိုင်ငံကိုတည်ထောင်ခဲ့ကြတဲ့အနော်ရထားဘေးရနာအလောင်းပြားဆိုတဲ့မင်းသုံးပါးတမိုင်းကိုပြန်ကြည့်ရင်လေမြန်မာဆိုတာတင်းတင်းရှာရှာဤတော်လာကိုတွေ့ရနိုင်မယ်ဒီကနေ့လူမျိုးရေးဝါဒကိုအခြေခံပြီး KIA ဘာဝင်တိုင်းသားလက်နက်ကင်များနဲ့ PDF အမိကန်ကျမ်းပတ်တောင်းကျမ်းသူများရဲ့လူမျိုးခွဲဝါဒဟာမတိနားမလဲတဲ့လူငယ်တွေကိုမြက်ကန်မျိုးချစ်တွတ်တွင်ပြီးမြက်ကန်မျိုးချစ်စိတ်တွတ်တွင်ပြီးတိုင်းပြည်ပြိုပွဲအောင်ဖန်တီးနေတဲ့လူမျိုးစုလက်နက်ကင်ခေါင်းဆောင်တွေရဲ့စီမောင်းတဲ့အတ္တတစ်ခုသာဖြစ်တယ်ဆိုတာကိုသိရတယ်။ဒါကြောင့်တို့တွေဟာမှန်ကန်သောမျိုးချစ်စိတ်မှန်ကန်သောတိုင်းပြည်ချစ်စိတ်နဲ့ပြည်တော်စုမပြိုပွဲအောင်တိုင်းသားစီလုံးရင်းမှုမပြိုပွဲအောင်တဘာတီတွေရဲ့အချုပ်ချာအာဏာတည်တံ့ခိုင်မြဲအောင် ဆွမ်းအားရှိသမျှလောက်ဆောင်ကြရမှာဖြစ်တယ်။အမေနိုင်ငံပိုင်နယ်လို့တတ်မှတ်ထားတဲ့ရေမြေလေးတွေကိုတခုမှပိတ်ဆို့မသွားရအောင်နောင်တော်တက်မလို့နဲ့လက်တွဲပြီးဒုတ်တွေကောက်ွယ်သွားကြရမှာ။ဒါတို့တွေရဲ့တမိုင်းပေးတဲ့တာဝန်ပဲဖြစ်တယ်။တာဝန်ကိုယူရဲရမယ်။တာဝန်ယူမယ်ဆိုတာတိုင်းပြည်အတွက်ဘယ်လိုတာဝန်မျိုးပဲဖြစ်စေအသက်ပေးပြီးယူရဲရမယ်။ယူတဲ့အခါတာဝန်ကိုလက်ဝဲရောက်လာရင်အဲ့ဒီတာဝန်နဲ့ပတ်သက်တဲ့လုပ်ရမယ်အလုပ်တွေကိုကြွန့်ကြွန့်ကြည့်နေလှုပ်ဆောင်နေရမယ်။ဒါကိုစစ်စကားနဲ့ပြောရရင် တိုက်ပွဲဝင်အဖြစ်ဖြစ်နေအောင်ဆောင်ရွက်ကြ။ဒါကြောင့်ဒီတင်းနှန်းကြောင့်မင်းတို့ကိုတိုက်ပွဲဝင်လုပ်ငန်းစီမံငါးချက်ဖြစ်တဲ့ကြိုးခွက်ခြေချိန်ပြောင်းဆိုတဲ့တဲ့အနာဂတ်အတွက်ကြိုတင်မြှော်တင်မှုအဖွဲ့စနစ်ကိုနားလည်သိရှိမှုအချိန်လေကြီးစနစ်အကောင်းဆုံးထားခြင်းအချိန်နဲ့တပြေးညီဆောင်ရွက်နိုင်မှုပြောင်းလဲပြင်လဲသောစီမံချက်ထားရှိနိုင်မှုဆိုတဲ့အချက်တွေကိုလေ့ကျင့်တင်ကြားပေးလိုက်တာဖြစ်တယ်။ တပားဆိုတာစစ်တိုက်ဖို့တခုလည်းမကြည့်ပဲအမြင်လေးနေနဲ့မြင်တတ်နိုင်ငံရေးအမြင်စီရေးအမြင်စီးပွားရေးအမြင်အုပ်ချုပ်ရေးအမြင်တွေကိုလည်းမြင်တတ်နေရမယ်နိုင်ငံရေးကိုခွဲခြားစိတ်ပြပြီးနိုင်ငံကိုဥဆောင်မြောက်နိုင်ငံရေးပါတီတွေကိုအခြေအနေကိုကြည့်ပြီးနိုင်ငံကိုအမှန်တကယ်ဥဆောင်နိုင်တဲ့ပါတီကိုတို့နိုင်ငံသားတော်ဥပဒေစီတာဝန်ဖြစ်တဲ့မင်းတို့ကယုံကြည်ရတဲ့ပါတီတွေကိုယ်စားလှယ်တွေကိုမဲပေးရမှာလို့ဖြစ်တယ်ဒါမင်းတို့ငါတို့နိုင်ငံသားတွေရဲ့အတော်ဝင်လည်းဖြစ်တယ်ဒါမှတို့နိုင်ငံမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တယ် သူများပြောတာကိုနားယောင်နေလို့မရဘူးကိုယ်တိုင်လေ့လာပါယုံကြည်ရတဲ့ကိုယ်စလဲတွေကိုမဲပေးပါမဲကတော့မဖြစ်မနေပေးဖို့ပေးရဒါကတစ်ချက်နှိမ့်ချက်ကတော့နိုင်ငံကိုကာကွယ်ဖို့အစီရင်မြင်ပဲတဲ့ဒီဘကိုကြီးကျော်စစ်ကိုမြုံမှန်းလေ့ကျင့်နေရတယ်လို့ဒီတွင်မှာလည်းနိုင်ငံသားညီကိုချင်းချင်းပဲဆိုပြီးပို့ဆောင်နေလို့မရဘူးတိုင်းပြည်အတွက်စုံစမ်းဆိုရင်ပြက်ပြက်တပါချိန်မုံသွားကြဖို့လိုတယ် ဒါကြောင့်သူတက်ဖွဲ့အနေနဲ့နောင်တော်တက်မတော်နဲ့သူလက်တွဲပြီးလိုအပ်တာကိုပြင်ဆင်လေးချက်တိုက်ပွဲဝင်သွားဖို့လိုတယ်။စစ်မြေပြင်မှာရန်သူကိုရန်သူလိုသဘောထားပြီးနေလိုမီးလိုပြက်ပြက်သားသားချိန်မုံသွားဖို့လိုတယ်လို့ရန်သူကလက်နက်ချအညံ့ခံလာရင်လည်းခုနှစ်တက်စိတ်နဲ့လူထွေးစွာကျူးချိုးလက်ခံသွားတတ်ဖို့လိုတယ်။ဒုဒရီယာဒုတိုင်းပြည်ရဲ့အထောက်အကူအားဖြင့်ရန်သူကိုမတိုက်လို့မဖြစ်နေရမဖြစ်လို့သာတိုက်နေရကြောင်းသိအောင်လုပ်ဖို့လိုတယ်။ ဒါကြောင့်မင်းတို့ဟာရန်သူကိုရန်သူလိုသဘောထားပါရန်သူပေါ်နေလုံပြီးလို့ချက်ပါလွတ်လပ်ရေးနဲ့အချုပ်စာအာဏာအတွက်မတိုက်လို့မဖြစ်ဘူးတိုက်နေရကြောင်းရန်သူကအញ្ញံခံလာရင်လည်းမိမိကခွန်လို့သိစိတ်ပြည့်ပြုမှုဆက်ဆံတတ်အောင်လေ့ကျင့်သင်ကြားထားကြပါရဲဘော်တို့မတို့ပြောခဲ့တာတွေဟာရဲဘော်တို့သိပြုနိုင်အောင်မိပေါင်းကိုပြနေစီမဲ့ဖြစ်တယ်အားလုံးဒီကုန်းချုပ်အနေနဲ့လေ့ကျင့်ပါလိုက်နာပါမှတ်သားပါစီရင်မြင်ရှိပါစီးပွားရေးအမြင်ရှိပါ 欧洲也密切关注，要在一个交来。嗯